ကျွန်တော်ဒီနေ့တွဲဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဝိထုရိုလေးကိုရေးသားထားသူကတော့ဆ ्याम ာကြီးဂျာနေကျော်မမလေးပဲဖြစ်ပါတယ်ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆ ्याम ာကြီးသက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာကနေပြတော်ပင်လေးလေးဆော့ဆော့နဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအလုံးဘေးကင်းကြပါကြပါစေဗျာ။ အေးတော်ဘုံအောင့်ကိုအောင်ရမည်နီလီရဲ့နင်း ။ဝါဇုလာပြည့်နေ့၌ဥဖို့ဆန်၏အသက်85နှစ်ပြည့်သည်။85နှစ်ပြည့်သောနေ့ဖြစ်၍ဥဖို့ဆန်၏တဦးရဲသောသမီးမတ်တော်သည်အာယုံဆုံးထချေ၏။မတ်တော်မှာဖခင်မွေးနေ့တိုင်းတက်ဆိတ်ဆုံးကပ်ရန်အာယုံဆုံးထချက်စမြဲဖြစ်၏။မတ်တော်သည်ဆုံးချက်ရန်အိယာမမထမီအဖေအသက်85နှစ်တောင်ပြည့်ပါရောလားဟုတွေးမိ၏။ အဖေ့အသက်ကိုစင်စားရင်မှမတ်တော်အမေဒေါ်ပန်းဦးလင်းနောက်နှစ်လကြာလင်းအသက်85နှစ်ပြည့်အောင်မြီကိုသတိပြုမိသည်ဥဖို့ဆိုင်နှင့်ဒေါ်ပန်းဦးမှာတတူရွယ်သူရှိကြပြီးနှစ်ဦးစလုံးချမ်းမာကြ၏မျက်စိမုံကြသည်မှာတပါးသွားမချိုကြခါမကုန်းကြသည်ပြီးဥဖို့ဆိုင်တို့လင်မယားကိုတီလာကောင်းသည်ဟုရက်ရွာကပြောကြသည်မိုးကလည်းတအုံးအုံး အာယုံလာတော့မည်ထင်းကြောင်းများဆိုကားမိမွေး၍မရလေသောကြောင့်မတ်တော်သည်မိခိုးလွန်း၍မျက်ရည်တဆွဲဆွဲဖြစ်လာ၏တောက်လာလိုက်ငိမ့်သွားလိုက်ဖြစ်နေသောမိကို စိတ်ပြတ်တထက်ပြက်လာ၏ရေနံစီလောင်းလိုက်ပြောင်းနံနှင့်တအားကုန်းမုတ်လိုက်ဖြင့်ရေစုံနေသောထင်းစာများမှာတော်ရောနှင့်မိမဆွင်းနိုင်မိုးတန်လေးတန်နေ၌တကားထုန်နေတန်ကိုပင်မကြမီ ြင်းထန်ထုနေတော့မှမိဖို့တကားကိုထောက်ဖွင့်ပေးလိုက်ညီနေဒီလောက်ထုနေတာတော့မကြဘူးလားဘာကိစ္စပိတ်ထားရတာလဲဒေါ်ပန်းဦးကတကားဖွင့်ဖွင့်ချင်းစီမံဤမန်သည်ဆို၍ဒေါ်ပန်းဦးအတန်မှာထံမာသောအတန်မျိုးမဟုတ်အတန်လေးပျော့ပျော့ဖြင့်ညံ့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 ပြောရပြီးအတော်ဆူသောအတန်ဖြစ်၏မကြလို့အမေရေမိုးရီကလည်းတဲလိုက်တော့ မိကလည်းမွေးလို့ကိုမရဘူးမိခိုးတွေအိမ်ထဲဝင်มาဆိုးလို့ပိတ်ထားတာပါဒေါ်ပန်းဥသည်မိခိုးဦးနေသည့်မိဘကိုခါထောက်ရက်ကြည်လျက်မိကိုစက္ကနဲတစ်ချက်ထိုးလိုက်၏ဟုတ်ပါအခုထိစွန်းအိုးကဖော်ပေါ်မရောက်သေးဘူးအိယာကထထွားတာလေးကြားလောက်ပြီးစံစေးပြီးပြီလားပြီးပါပြီအမေတဲ့ယုံမေမတ်တော့မိမုံရင်ကပြန်ပြောသည်ဒေါ်ပန်းဦးနောက်ဖေးရင်ဘက်ထွက်သွားခိုင်း မိနောက်လာ၍စွန်းအိုးကိုဖော်ဖော်သို့ကောက်တင်လိုက်၏မတ်တော့သည် နောက်ထပ်စွန်းအိုးတို့အတွက်ဆန်ဆေးနေစဉ်နောက်ဖင်းမှဒေါ်ပန်းဦးပြန်ရောက်လာသည်ညှိလို့ဆရာရှိတာရိသာလောက်ပါ၏ငါဟငါစီးမပေါ်မတ်တော့ဘာမျှပြန်မပြောပဲစံကိုအပီလက်ဆတ်ဆေးသည်ဒေါ်ပန်းဦးသည်မျက်နှာတက်ပြီးမတ်တော့မိဝုံနှင့်မနှချင်းဆိုင်၌ရှိသောမိဝုံ၌ထိုင်ကားမိမွေးနေသည်မတ်တော့သည် နောက်ထပ်စေးပြီး၍ယူလာသောစွန်းအုပ်ကလေးကိုဖိုပင်း၌ချကားပထမသူတဲထားသောမိဖို့မှတောက်လက်ဆထင်းတချောင်းကိုဆွဲယူလာသည်တားကုန်း၍မိမုံနေသောဒေါ်ပန်းဟုသည်မိမိအနာသို့မိသားနှင့်ရောက်လာသော မတ်တော်ကိုမျက်လုံးပင်၍ကြည့်လိုက်သည်ဒါကဘာလို့တာလဲအေးရဲ့ထင်းတွေကရေဆိုးနေတယ်မိရဲ့တော်ရောနဲ့မိတောင်မှမဟုတ်လို့မိကူပေးမလို့ပါ ။တော်ပန်းဥသည်ခေါင်းကိုရမ်းခါ၍ညှဉ်းဆန်၏။တော်စမ်းမ၏ရှုပ်ရှုပ်ရှက်ရှက်ဟိုမီးကဒီမီးကိုလာမကူးစမ်းမနေ။ငါဟာငါတောက်အောင်မဟုတ်ပါမေ။ပြန်ယူသွားပါ။မျက်နှာမကောင်းစွာဖြင့်မတ်တော်သည်လက်ထဲကမိစာကိုမယုတ်သေးပေ။ကြိုးစား၍တိုးရှိုးတောင်းမှန်ကြည့်၏။အာယုံတက်သွားမှဆိုလိုပါမေရဲ့မိကလေးကူးတာပဲဥစ္စာအဖေ့ပစ္စည်းအမေပါယူသုံးတာမှတ်လို့မိမတော့နိုင်၍ ခဲရင်စွာမိမွေးနေရသောဒေါ်ပန်းဥသည်စိတ်မချေနိုင်အောင်ဖြစ်သွား၏တေငါကသူ့ပစ္စည်းကိုယူသုံးဖို့ဘယ်တော့ကမှလက်ဖြားနဲ့တွတ်ခဲ့လို့ရုံးဤငါကကင်းပြီရှင်းပြီဆိုကြဲကအလုံးစုံအကုန်ကင်းနေမတုံမူတွန်းယူသွားဒေါ်ပန်းဥမောင်းထော်လိုက်၍မတ်တော်သည်မိစနှင့်မိဟုနာသို့ပြန်လှည့်လာသည်မိဟုဆောင်နေ၌တယောက်ကိုတယောက်ကြောက်ပြေးလျက်တားမိနေအောင်မိမှုန်နေကြသည် မိမတောင့်နိုင်သေးသောဒေါ်ပန်းဦး၏မိဘကိုမတ်တော့လက်ကြည့်ကောင်ဘာမှမတတ်နိုင်သေးအလားတပြင်းကိုသာခါခါချရှာ၏မတ်တော့ဆန်နေသမီးရွယ်မှဆ၍ဤမိဘဆောင်ထဲတွင်မိဘတဖုံမှနှဖိုးဖြစ်လာ၏ဖိုးနှဖိုးသည်မတ်တော့ဖြစ်မိဘနှင့်မတ်တော့မိဤမိဘဖြစ်၏အခုမတ်တော့အသက်က35နှစ်ကောင်းလွန်ခဲ့သည့်25နှစ်တာကာလပတ်လုံးအဖေနှင့်အမေတို့ တယောက်ကိုတယောက်စကားမပြောကြ တိမ်ထဲမှာအတူတကွနေကြလေရဲ့စီဝါခွဲဆောက်ခွဲနေကြသည် အဖေအတွက်မတ်တော်ကချက်ပြုတ်ကျွေးသည် အမေအတွက်လည်းဝင်းကူညီကချက်ပေးရသည်တွမိုးနှစ်ထပ်ပြင်တော်အင်းအောက်ဖက်တွင်အိမ်ဆိုင်ကလေးဖွင့်ကဒေါ်ပန်းဦးကဈေးအောင်သည်မတ်တော်ကဆက်ချုပ်သည်ဥဖုံးစိန်မှာအထက်ညာသားဖြစ်၏အသက်၄၀ကျော်မှဤဝါတို့ကြောက်ပေါင်တာတူကို စိတ်ကူရန်ရောက်လာသည်သူရွာရောက်ပြီးတရွာလုံးကြောက်ပေါက်ကြ၍ဥဖိုးစိန်ကကုသပေးသောအခါတရွာလုံးကအာထာရသောစစ်ဆရာကြီးဖြစ်လာသည်ရက်ရွာကဤရွာတွင် ဥဖိုးစိန်ခြေဆိုင်နေစေရန်ဆက်ချုပ်သည့်အပြူကြီးအသက်40ဒေါ်ပန်းနုနှင့်အတင်းနာချပေးစားကြ၍ဒီရွာမှာအခြေချသွားသူဖြစ်သည်ဒေါ်ပန်းဟုသည် အသက်40ကျော်မှမတ်တော်ကိုမွေးသည် မတ်တော်လူမှန်းတိရလာသည့်သုံးနှစ်သမီးအရွယ်လောက်၌ပင်ဥဖိုးစိန်ကိုဖိမှန်းမသိတခါတရံဘဲကလူကြီးလဲဟုမေးတတ်သည်အရင်တကာနေတကာလဲ၍စေကုသွားနေတဲ့ခါ၃လတခါ၆လတခါလောက်မှအိမ်ပြန်လာတဲ့ချင်းကြောင့်ဖြစ်လေ၏လူမျိုးချင်းနဲ့ပျော်ကြီးတို့အိမ်အောင်ကြောက်ပြီးသည့်နောက်ရက်ရွာရဲ၌ဖျားသွားကြောင်းတဲ့အတူတော်လာမှုလဲဘယ်ခါမှမရှိခဲ့မတ်တော့မွေးပြီးသည့်အထိ နှစ်ဦးစလုံးအဆက်ကြီးဆက်နေကြဟန်ရှိသည်ညကာဇ၌လူရှိသူရှိတွင်တဦးမျက်နာတဦးမကြည့်ရဲဟန်ဆက်နေကြတော်လဲမတ်တော့မတ်တက်ပြေးတဲ့တော်အွေတို့ရောက်တော်ခါတွင်မူတဦးနှင့်တဦးမျက်နှာကြောမတည့်ဖြစ်လာလိမ့်ဤဒေါ်ပန်းဦးကလည်းဥဖိုးစိန်ကိုမချေနှံ့စကားပြောတူရောင်းသည်တကိုကောင်းဆန်သည်ကိုငချင်မကိုချင်သည် စိတ်မက်ကြီးသည်ဇီစာကြောင်းသည်ကန့်လန့်တိုက်သည်စသဖြင့်ဆွဆွဲဤ ဥဖိုးစိန်ကလည်းဒေါ်ပန်းဥပေါ်ခဲမကြီးကစင်းနေသည်လူရကာနှင့်မတဲခေါင်းမာသည်ကျေစုခန်းသည်သူ့ဘတ်သူရက်သည်ဟူ၍တိမတ်ထား၏တဦးပေါ်တဦးမကျင်းတဲ့ချက်တွေကိုဝန်းနေ၌စုထားကြသည်မတ်သွန်ဆန်နေသမီးအရွယ်၌သူတို့နှစ်ယောက်စောင်းခွဲရန်စီပေါ်ခွဲရန်ကြောင်းပေါ်လာလေသည်ဥဖိုးစိန်နဲ့ထွက်၍စိတ်ကူသွားပြီးသုံးလလောက်ကြာမှအိမ်သို့ပြန်ရောက်လာသည် ဥဖိုးစိန်သည် တကောက်ဖာတစ်လုံးအိမ်အတွက်ဝယ်ယူလာသောတောင်းနှလုံးနှင့်ငပြောကင်တခိုင်ကိုတည်ထမ်းကာနက်နက်စောစောလေးစိတ်ခါတက်လာ၏ဆယ်ရက်လောက်ကြာမီပြော့တော်ပြီးသုံးလကျော်မှပြန်လာခြင်းကြောင့်ဒေါ်ပန်းဥသည် စိတ်ခုကဥဖိုးစိန်အိမ်မော်တက်လာသည်နှင့်ထံယာမထ၍အိတ်ခန်းထဲသို့ဝင်သွားလေသည် ဥဖိုးစိန်သည် သူအိမ်မော်ရောက်ခါမှသူ့အားစကားတခွန်းမဆိုဘဲ အခန်းထဲဝင်သွားသောဒေါ်ပန်းဟုကိုကြည့်ကားတေထန်းလာသောပစ္စည်းများကို ဖနှက်ချွတ်၌ပစ်ချလေ၏မတ်တော့ကိုလန့်ခွန်မီပြင်ပြီးမှဒီအချိန်မတ်တော့ចောင်းသွားပြီကိုတရိယသွားသည် ဥဖိုးစိန်သည်ရေတခွက်ကိုခတ်တော့ပြီးမောပန်းစွာဖြင့်ပလက်ကလက်ထိုင်ပေါ်၌ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် အမောပြေသလောက်ရှိသောအခါကလက်ထိုင်မှထလျက်ဒေါ်ပန်းဟုကြားတော်တန်ကုန်ဟိတ်၍ပြောလေ၏ ဟဲ့တောင်ဟဲ့ဖာဟဲ့ငပြောကန်အိမ်ထဲဝင်ကြအိမ်ထဲသွားကြ ဥဖိုးစိန်သည် သူ့အိမ်ရဲ့ပြန်ကိုဒေါ်ပန်းဦးမှခီးဦးကြုံမပြူရကောင်းလားအိမ်မို့ယူလာသောပစ္စည်းတွေကိုထွက်သိမ်းရကောင်းမှန်မသိရသလားဟုစိတ်ဆိုးကသူပြစ်ချထားသောပစ္စည်းများကို လက်ညှိုးတထိုးထိုးဖြင့်ဆက်လက်အော်ဟစ်ပြန်လေသည်ဟဲ့တောင် ဟဲ့ဖာဟဲ့ငပြောကန်ငါအိမ်ပြန်ရောက်ပြီ နေနို့ရောနေနို့တော်လီတော်ကြတော်ကြဟဲ့ဒေါ်ပန်းဦးသည်ပစ္စည်းများကိုမိမိထွက်၍မသိမချင်းဤအတိုင်းရွက်နေမည်ကိုသိလေလျက်သူပဲရွက်နိုင်မလားငါပဲနေနိုင်မလားသိကြရောပေါ်ဟုမထွက်ဖက်စွပေနေ၏ထိုစဉ်ဒေါ်ပန်းဦးထန်၌အထေလာအကြသည်ရွာထဲမှမိမနှစ်ယောက်တို့သည် ဝင်လာကြလေသည် ဥဖိုးစိန်မှာပစ္စည်းများကိုလက်ညှိုးငေါငေါထိုးလျက် ဝင်ခိုင်းနေတုံးပင်မြင်ကွင်းမှာရီပွဲကောင်းလာတော့လေထိုမိမ့်မာတို့ဒီမရီဝင်ဆရာကြီးစိတ်ဆိုးနေပြီဟုသိရှိကြလျက်အိမ်မော်မတုတ်တုတ်စင်ကမတ်တော်ရှိရာရွာဦးရှိစာတင်ကျောင်းတို့အပြေးသွားကကြောင်းချလီသည်မတ်တော်သည်အိမ်တို့ဒုံဆန်း၍ပြေးရ၏ဥဖိုးစိန်သည် သူပုံထားသောပစ္စည်းများနေရာမယွေမချင်းတနေကုန်ပင်အော်ရအော်ရအော်ရင်းမှာအသက်ပင်ထွက်ထွက် မရတန်းအောင်မြည်ဟု စိတ်ထံလေးရဲ့အော်ဟစ်နေလေတော့သည်သောသောတကြီးအော်ပြောနေသောဥဖိုးစင်၏အတန်ကြီးကိုခြံဝှမှပင်မတ်တော့ကြားရသည်မတ်တော့သည် ဖနှက်ချွတ်၌ပုံထားသောပစ္စည်းများကိုတလဲသူ့ဖေကိုတလဲကြည့်ကဒူးတုံတုံရင်တုံတုံဖြင့်မျက်ရည်ကလေးဝိုင်းလာသည်ကြောက်ကြောက်လန့်လန့်နှင့်ကြပြားကြားပစ္စည်းများကို အိမ်ထဲသို့ကောက်သွယ်ပို့၏မတ်တော့ပစ္စည်းများတိမ့်တော်မှာ ဥဖိုးစိန်သည်မောလာစွာဖြင့်ပက်လက်ကလက်ထိုင်မော၌ပြန်ထိုင်ချ၏နဖူကျော်ကြီးများရှုံကမျက်စိနှလုံးစုံမိတ်လျက်အမောဖြစ်၏တောင်းလောက်ကြာသောအခါတန်းမော်မှပစိုးတထည်ကိုဆွဲ၍ပခုံးမော်၌တင်က ရွာရဲသို့ထွက်သွား၏မတ်တော့သည် သူ့အမေကိုအိမ်ထဲ၌လိုက်ရှာကြည့်သည် နောက်ဆုံးတွင်မှအိမ်ခန်းထဲတွင် ဆောင်းကောင်းကြီးခြုံ၍အိတ်နေသောဒေါ်ပန်းဦးကိုတွေ့ရ၏ မတ်တော်ကအမေးအမေးဟုခေါ်တော်လဲအတန်ပြန်မထူမကြာမီပင်ဥဖိုးစိန်ပြန်ရောက်လာသည်ဥဖိုးစိန်နှင့်အတူတေဃပါလာသောပစ္စည်းများမှဒံအိုးဒံကွက်တေအိုးပစိုးဖြင့်ထုတ်ယူလာသောစံငယုတ်ကျက်သွန်စီပလင်းတို့ဖြစ်သည်ထိုနေ့မှစ၍ဒီမိမနှင့်မပေါင်းတော့ဟုဥဖိုးစိန်သည်အနာကြီးနာကမိဖို့ခွဲ၍သူထမင်းသူချက်စားလေ စီပေါ်ခွဲဥခွဲသွားသောဥဖိုးစိန်သည်မတ်တော့အရွယ်မြောက်ခင်ကသာ ကိုယ်တိုင်ချက်စာလည်းရဲ့မတ်တော့ကြောင်းထွက်လိုက်သောအခါမတ်တော့ပဲချက်ပြုတ်ကျွေး၏မတ်တော့စွန်အိုစုဝေလာသည်ဒေါ်ပန်းဦးမှမတောက်နိုင်သောမိကို တမုတ်ထဲမုတ်နေစေပင်မတ်တော့စွန်အိုငဲ့ပြီးစွန်းနှက်ထားခိုင်းစွန်းတော်ပွဲဖြင့်ဆင်သည် အမေအဖစ်ထညက်ကုံသွားပြီအမေရောက်တဲ့ထဲကနည်းနည်းယူပေးရစေနော် မတ်တော့ကစွန့်တော်ပွဲတွေပြင်ရင်မှလှန့်ပြောသည်ထညံ့မှမရှိပဲကုံမီကြံတကာပဲရှိသည်မတ်တော့သည်သူ့မိဇေယောင်းသည့်ပုံထဲမှာကြံတကာနှင်းငယ်၌ယူကစွန့်တော်ပွဲတွင်ထဲ့နေစဉ်ဒေါ်ပန်းဦးကတပြစ်တောက်တောက်မြည်တွန်း၏သူ့ပစ္စည်းကိုသာ ယူဖို့သုံးဖို့ငါကလက်ဖြားနဲ့မတူတော့ငါပစ္စည်းတော့သုံးညင်သုံးနိုင်ပါလေညီကိုမွေးတော့ကပေါ့မိရင်းကတော့မထွက်သေးဘူး သူရှာလို့ရတဲ့ပိုက်ဆံတွေလုတ်ပေးထားတဲ့ကြံစစ်လက်ကောက်တရံကို ပြန်တောင်းသွားတာတခါလေးမမြင်ရတော့ဘူးအစပြောက်ပေးဒီကလေးကသူ့စီကပိုက်ဆံတပြားမှမတောင်းမဲကိုယ့်အကူလောက်ကင်ဆလာတာခဏိထီပေးမတ်တော့သည်ဒေါ်ပန်းဟုပြောသောစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်စွန်ပွဲများကိုစိတ်ငါအောင်တုတ်သီးတုတ်ပြပြင်ဆင်နေရ၏ပြောသည်မနားထောင်မှုရန်ကား ဤစကားမျိုးကိုဒေါ်ပန်းဥထံမှအကျင့်တရားမကကြားရဘူးဘီမို့ရုံးနေသည့်သဘောလဲဖြစ်သည်အသက်30ကျော်သည့်တန်အောင်အိမ်အောင်မပြူဝဲပြိုကြီးလို့၍ဒီအဖေနှင့်အမေကြားတွင် ပုံတိုင်းလုံနေရသော သူ့ဘဝသူညင်းငွေနေသူဖြစ်သောကြောင့်ဒီအကြောင်းတွေကိုထပ်တလဲလဲမကြားလို့တော့ဘီအိမ်ဦးကန်းကခန့်သားထိုင်ပြီးသူ့ပိုက်ဆံကြတော့မထုတ်ချင်မင်းနေငါလှူစာနဲ့ငါရှာစားရပြီး ငါ့ကိုမကောင်းပြောတာခံနေရတာညီကြောင်ညီကြောင်ဟဲ့ညီကိုငဲ့နေရလို့ငါဒီအိမ်မော်ကမစင့်နိုင်တာပါ၏တော်ပန်းဟုပြောသည်မဆောင်းအောင်နားထောင်ရန် အချိန်လည်းမပေးနိုင် တတော်တော်ရေရော့နေသောတော်ပန်းဟုကိုထားခဲ့ကစွန်းတော်ပန်းကိုရွက်ပြီးအိမ်မော်သို့တက်ခဲ့သည် အိမ်မော်ရှိဖျားစင်၌ဖျောင်းနိုင်မိများထွန်းထားသည် ဥဖိုးစိန်သည်စွန်းတော်ပွဲကိုဆောင်ရင်ပရိစိန်နေသည် မတ်တော်ကစွန့်တော်ပွဲကိုဖျားစင်မော်တို့တင်လိုက်သောအခါဥဖိုးစိန်သည်နေရာမှထလာရင်မေးသည်စွန့်ကတက်စီလားတက်စီပါဖေစွန့်နဲ့85စွန့်ထည့်ထားတယ်ဘာမုံတွေလေ မွေးတည်နေသောမျက်စိဖြင့်မုံပကံကလေးများကိုမျက်နာဖြင့်ထိလူမတက်လိုက်ကြည့်နေသည်စွန့်ပလွန်ယောဖေရဲ့ဒါကပေါက်ပေါက်ဆိုဒါကငပြောသည်ဒါကကြောက်ဖျုံယောဒါကမုံပဲလော ဒါကကြံတကာဒါဘေးကယူလာတာလေအဖေထညက်ကုံသွားလို့အမေပုံနဲ့ကြံတကာနည်းနည်းယူလာတဲ့အဖေအတန်ပြက်ပြက်ဖြင့်မတ်တော်စကားမဆုံးခင်ဥဖိုးစိန်ကမျက်မှောင်ကျုံလေးရဲ့ကြံတကာပကံကို ဆွဲယူလိုက်သည်တင်ယူသွားစမ်းတုတ်ပစ္စည်းငါဆုံးပွဲနဲ့မထင်နေသွားယူသွားမတ်တော်သည်ကြံတကာပကံကို ယူမသွားသေးပဲပြေရပြေချောင်းကြောချီပြန်သည် အလကားယူတာမဟုတ်ပါဘူးဖေရဲ့ပိုက်ဆံပေးမှာပါအလကားလည်းမယူဘူးပိုက်ဆံပေးပြီလည်းမယူဘူးမထဲ့နဲ့ယူသွားမတ်တော့သည်အဖေကိုဂလန်ကဆန်မလို့ဝင်သဖြင့်ကြံတကာပကံကိုလှမ်းယူပြီးဘေးဖယ်ထားလိုက်ရသည်ငါသမီးကိုမမွေးခင် သူ့ဆွေမျိုးရောမှာတလေတော့နေကြတော့ကအဖေပေါ်မညာမတာခိုင်းလိုက်တာသမီးရဲ့အဖေကိုစပားရိတ်ခိုင်းနေစပားမရိတ်ဖူးတဲ့အဖေမှာလက်တွေခွဲပြပြီး အနာတွေဖြစ်သွေးတွေပြည်တွေတဆွဲဆွဲနေဒီကျေးဇူးတွေကိုတိရဲဟာမှမဟုတ်ဘူးမတ်တော့သည်တက်စစ်ရေချမ်းကွက်ကိုမမရအောင်စိန်မှန်းဖြင့်85စုံပြည့်အောင်ခတ်ထည်နေရသည့်အတွက်ဥဖိုးစိန်ဤစကားများကို ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေ၏သို့တော်လဲဤစကားမျိုးကိုဥဖိုးစိန်ထံမှအကျင့်တရားမကကြားခဲ့ဘူးပြီဖြစ်ချင်းကြောင့်လေမတ်တော့ဖို့ထူးဆန်းမဟုတ်တော့ဘီ အစင်မပြေကြသောဒီအဖေနှင့်ဒီအမေကိုငဲ့၍အိမ်တော်မပြူဘဲပြိုကြီးဖြစ်နေရသော သူ့ဘဝသည်ဒီအတန်တွေကိုကြားရလေတိုင်းตาရွေ့ตาရွေ့ညှိငွေ့เสียသာကောင်းလာလေ၏ဒီကြောင်မြောင်ပြန်တွင်းမီတိုင်းအဖေမျက်ရည်ကြားရတယ်တမိကြောင့်သာအဖေဒီအိမ်ပေါ်မှာနေနေတော့တမိမတ်တော့သည်သက်စစ်ရေချမ်းခတ်ထည့်ပြီးဖျားစင်မော်တင်လိုက်သည် ဥဖိုးစိန်ပြောသည်မဆွမ်းအောင်နားထောင်နေမအားပဲ မေစွန်းတော်ပွဲကိုပြင်ပေးရန်ရှိသေး၍အိမ်အောက်သို့ဆင်းရောက်ပြန်သည်မိဝိုရဲ၌ဒေါ်ပန်းဟုစွန်းအုံးငဲ့နေသည် မတ်တော့သည် သူပြန်ယူလာခဲ့သောကြံတကာပကံကိုဒေါ်ပန်းဟုမမြင်စေရန်မိဝိုရဲမဝင်ခင်တနေရ၌ဖွက်ထားခဲ့ရသည်သည်ဒေါ်ပန်းဟု၏စွန်းပွဲအတွက်နတ်နတ်တိလိပင်နေခိုက်ဥဖိုးစိန်မိဝိုဘောက်ဝါသို့ပြာကြီးပြာရာရောက်လာသည်ဟဲ့သမီးအဖေ့ဇာတာကို ဥဖိုးစိန်သည်ဖျားရှိခိုးကာနီသူဇာတာကိုဖျားရှင်၌ခြရန်တရိယဝေရှာကြည့်ရာ မတွေ့သဖြင့်အိမ်ပေါ်မှဆင်းလာမိ။မွေးနေ့တိုင်းဇာတာကိုထုတ်၍ဖျားကို ပူဇော်လိရှိသည်။အဖေဇာတာအဖေပဲအဖေအရာဘေးကမုံမုံတစ်တာထဲမှထားတဲ့ဥစ္စာမတ်တော့သည်နတ်နတ်တီလီရင်ကလန့်ပြောသည်။ဒေါ်ပန်းဥသည် အပေါဝ၌ဥဖိုးစိန်လာရကလေးကတစ်ချက်မျှလက်မကြည့်ပဲ သူ့ဆုံးပွဲသာသူပြင်ဆင်နေသည်မုံတစ်တာဘုံထဲမှာမရှိဘူးအဖေတလောကထုတ်ကြည့်ပြီးပုံထဲကို ပြန်မထည့်မိဘူးပုံမော်တင်ထားမိတာအခုမရှိတော့ဘူးမတ်တော့သည်သူ့အမေများတွေ့လို့တွင်ညာထင်ဖြင့်သူ့အမေကိုတစ်ချက်လန့်ကြည့်သည်ဒေါ်ပန်းဥသည်သူနှင့်မဆိုင်သည့်အတွင်းတားဖနှစ်ယောက်ပြောနေသည်များနာရဲ၌တလုံးညာမဝင်သည့်ပုံစံထလိုက်ထိုင်လိုက်ဖြင့်လှုပ်เสียရှိရာသာ လုံပန်းလောက်ကင်နေ၏မုံတစ်တာဘုံကလည်းသူ့နှခုနေရာမှာမဟုတ်ဘူးတမီရဲ့အဖေမရှိတော့ရွှေ့ကြလေဥဖိုးစံဤနောက်ဆုံးအတန်သည်တင်းမာလာသည်တဦးကိုယဉ်ညွန့်၍ဆော်လိုခြင်းသည့်သဘောတက်ဝင်လာသည် ထို့ကြောင့်မတ်တော့သည် အမိကိုလန့်ကြည်ရာမျက်လုံးချင်းစုံလေ၏တနေ့ကမိုးရွာတော့အိမ်မောင်မှာဘယ်သူမှမရှိလို့တကားပေါက်တွေတက်ပေးရတယ် ကောင်းရင်ဘက်မှာမိုးယိုနေတာတွေ့လို့ပစ္စည်းတွေရွှေ့ခဲ့ရတာပေါ့ဒေါ်ပန်းဟုသည်ဥဖိုးစိန်ကိုပြောနေသည့်အပြောမျိုးမဖြစ်เสียရပဲမတ်တော့ဤမျက်နာကိုတဲ့တဲ့ကြည့်၍ပြောလေဥဖိုးစိန်မတ်တဲ့ရက်နေသောနေရာနှင့်မတ်တော့ထိုင်နေသောနေရာမှာတဲ့နေ၏ဒေါ်ပန်းဟုကသူတို့နှုတ်ကြားတွင်ဖြစ်သည်မတ်တော့ကခွန်ခွာလက်ဆနန်းနဲ့သီးကို ချထားကဥဖိုးစိန်နားသို့သွား၏လောက်လိုက်မှဖြင့်သမီးရဲ့ အရာရာနဲ့အကြောင်းအကျောင်းချီပဲဘယ်တော့မှပုံမတည်ဘူးဟော အခုတော့ဖိပစ္စည်းဟာဖိထားတဲ့နေရာမှာမရှိတော့ဘူးဥဖိုးစိန်ကမတ်တော်မှတဆင်မတ်တော်မျက်နာကို ကြည့်၍ပင်ပြောပြန်သည်မို့ဆိုကုံရင်ပျက်စီးကုံမှာကြောင့်ငါကနေရာရွှေ့ရတာဤမို့ဆိုနေတာဒီတိုင်းကြည့်နေရမှာလားဒေါ်ပန်းဦးမျက်နှာထတင်းသလိုအတန်ဆူးဆူးမှလည်းမာလာလီသည်ရွှေ့ပြီးနေရာတစ်ချက်ပြန်ထားရမှာမဟုတ်ဖဲသမီးရဲ့ ဥဖိုးစံကြီးလိုမကြသောတန်ကထွက်လာပြန်သည် နေရာတကျပြန်ထားရအောင် မိုးကဘလို့ရွာတော့ဤဒီတော့ရွှေ့တဲ့နေရာမှာရှိနေမှာပေါ့ဒါလားရာရာနဲ့အကြောင်းကြောင်းဒါလားအပိုးမတည်တာမတ်တော့မျက်နာသည် ဥဖိုးစံကပြောလင်ဥဖိုးစံဘက်ရောက်သွား၏ဒေါ်ပန်းဥပြောလင်မူဒေါ်ပန်းဥဘက်သို့လှည့်ရပြန်၏နှုတ်စလုံးကသူ့ကိုပြန်သူကြည့်လျက်လူပြောနေသည့်အခါ၌မူကား မတ်တော့ခမားဟိုလဲဒီလဲဖြစ်နေကခြာလပတ်လဲနေရှာကြီးရွှေ့တဲ့နေရာမှာလဲမရှိဘူးရှာခဲ့ပြီတမီအဖေများထားမှာမတ်တော့စကားမဆုံးမီဒေါ်ပန်းဦးကဝင်ပြောပြန်၍မတ်တော့မှာဒေါ်ပန်းဦးပဲလှည့်ရပြန်သည်ဒီပစ္စည်းကိုဘယ်သူကဘာလုံးမာရောဤရဲ့တနေ့ကဘာဝင်ဖုန်ကြီးចောင်းကရင်နံဘုံပြန်ယူလာတော့ကငါ့ဇာတာရင်နံတုတ်ချင်နေပြောတာကြမိတယ်ဤမတ်တော့မျက်လုံးတို့သည် ချက်ချင်းဥဖိုးစိန်ဘက်သို့ရွှေ့သွား၏ဒေါ်ပန်းဥသည်ပြောင်းပြီးသူ့အလုပ်သူဆက်လုံနေသည်တဲလဲခတ်ပါကလားအဖေယူမပေးဘူးသမီးရဲ့အဖေပစ္စည်းခိုင်းကြတာအဖေမချိုက်ဘူးဘေးကခတ်တာလေဤဒီပစ္စည်းကထားတဲ့နေရာမှာမရှိရင်ယူလို့တောင်မရှိတော့ပေါ့ကင်ကျင်လုံးလို့ကင်တာမဟုတ်ဘူးမိုးရိုနေလို့ကင်ရတာဤသိရလားမတော့မှာဒေါ်ပန်းဥကသူ့ကိုလက်ညှိုးငေါငေါထိုးလျက်ပြောလာပြန်သဖြင့် ယင်နေ၌တဆက်ဆက်ခုံလာ၏အာယုံစွန့်ကပ်ခါနီးရံပွဲဖြစ်မလာအောင်လင်မြန်စွာတားဆီးလိုက်ရသည်ဟိုအဖေဦးလေးပံဝင်းများအိမ်မော်တက်อยู่သလားမှမသိပဲအောက်ကစာအုပ်စင်မှာရှာကြည့်လိုက်မယ်နော်နော်မတ်တော့သည်အပေါ့ဝါမှဥဖိုးစိန်ကိုတို့၍ထွက်ခဲ့ကစာအုပ်စင်ရှိရာသို့ပြေးသွား၏ဥဖိုးစိန်ကမတ်တော့နောက်မှလိုက်လာ၏ရေနံတုတ်ထားသောဇာတာကလေးကို စောင်းစင်မော်၌ထောင်လျေသားတွေ့တော်မှာမတ်တော်ရင်အေးရလီသည်ဥဖိုးစိန်သည်ဇာတာယူကအိမ်မော်သို့ပြန်တက်တော်သည်ဥဖိုးစိန်အိမ်မော်သို့မရောက်မချင်းမတ်တော်မိဟုရဲသို့မဝင်ရဲချီဥဖိုးစိန်အိမ်မော်ရောက်လောက်တော်မှာမိဟုရဲသို့မတ်တော်ဝင်ခဲ့၏တွေ့ပေလို့ပေါ်၏မတွေ့မြောင်မတွေ့ရင်ငါ့ကိုနင်းပြော်မှာတဲခက်ပါကလားတွေအဲ့ဒါသာကြည့်တော့ခက်တဲ့သူကဘယ်သူလဲအေး သူထင်သည့်အတိုင်မပြီးနိုင်အောင်လေကျော်ရှည်နေသောဒေါ်ပန်းဟုကိုကြောက်လစွာဖြင့်မတ်တော့တယောက်နောက်ဖေးရည်စင်ဘက်သို့တန့်ထွက်သွား၏မတ်တော့နန်းနဲ့သီးပြန်လိနေခိုက်အိမ်မော်မှချင်းစီရိုက်တန်ကိုချလိုက်ရသည်ဩဃာတာဩဃာတာဩဃာတာအစိန်နေရအစိန်နေရ အာယုံတက်ဥဖိုးစင်၏ဖျားရှိခိုးတံမှာတာယာနာပျော်ပွဲရှိလာသည်တော့သည် နန်းနဲ့သီးလီရင် ဖျောင်းကိုကြင်ညိုသောစိတ်တွေညှို့လျက်အာယုံပြုတ်လိုက်သည်ပေါပေါဆုပ်တွေရှိတဲ့မိထက်မလားစွန်းပွဲပြင်နေသောဒေါ်ပန်းဦးကို မတ်တော်ကလှန့်ပြော်လိုက်သည် သူ့ပိုက်ဆံနဲ့သူ့ဝဲထားတဲ့ပေါပေါဆုပ်ကိုကျုပ်စွန်းပွဲတွေမထက်နိုင်ပါဘူးမရှုပ်ချင်ပါဘူးလို့ပြောနေတဲ့ဂျာကညီကိုကရှေ့ပါလေဤနှောက်ကအမတ်တမဲ့ထွက်သွားသောသူ့အမကြောင့်မတ်တော့သူ့နှဖူးသူထုလိုက်မိသည်ငါ့ကိုကလည်းရှေ့ပါတယ်ဟု သူ့ကိုယ်သူအပြစ်တင်ကစေနာကဝေနာဖြစ်ရသည့်အတွက်ရှစ်မဆက်ဝင်တော်ချီမတ်တော်တို့အင်ရောက်ထနေဖျားစဉ်တဆောင်ထတ်ထုတ်ထားလေအိမ်တွင်စောက်ခွဲမိဖို့ခွဲသွားကြရာမှတဆောင်ထတ်တိုးလာသောဒေါ်ပန်းဦးဤဖျားစဉ်ဖြစ်သည်ဖျားစဉ်တွင်ဖျောင်းနိုင်မိများထွန်းညိကြစဉ်အိမ်မော်မှဥဖိုးစဉ်ဤမြစ်တာပို့တန်ကြရ၏တပ်ပေခတ်သိမ့်ကုန်သောတရဝါပေါင်းတို့သည် အဝေရာရမရှိကြကုန်သည်မတော့သည်ဥဖိုးစိန်မြစ်တော်ပို့တန်ကိုကြားရ၍ဝန်းနေလာသလိုလိုငိုခြင်းလာသလိုလိုနှင့်ရင်내ဖို၍စုတ်လာ၏ဒေါ်ပန်းဟုသည်စွန့်တော်ပွဲများခင်းချင်းပြင်ဆင်ပြီးကျေးစီတစ်ချက်ရိုက်လိုက်၏ဗန်းနေရှင်ဖျောင်းမေယောဖျားတပေတော်မှသည်မောဇနာထာရတန္တရာဝစင်းရဲမှလွတ်မြောက်ရပါခြင်းအကျိုးငါဒေါ်ပန်းဟုဖျားရှခိုးခိုင်း မတ်တော့မိဝရဲသို့ပြန်ရောက်လာသည်ဒေါ်ပန်းဦး၏ဖျားပင့်တန်သည်တာယာနာပျော်ပွဲရှိလာပါ၏တာယာစွာစွန်းငင်လေးရဲ့ရှ िख ိုးနေသောသူ့အမိဖျားပင့်တန်ကိုကြားနာရင် အဖေနှင့်အမေတို့ကြားတဲ့ဒုက္ခများလာသောသူ့ဘဝမှာလွတ်မြောက်ရန်တိလရှင်ဝတ်ချင်လာလေ၏ဖိုလ်လေးရဲ့ဆိုးလေးရဲ့ရှိသောရင်ကလည်းလှက်၍လှက်၍ရှုပ်ထွေးနေ၏ ဝင်းနေနီးနေနှထွေမြားစွာတရဝချမ်းသာကိုစိတ်မြဲပါစေဘေးရန်ပယ်ရှင်ဆိုရင်ကင်းစင်ရဲမရှိဖြစ်ပါစေတော်ပန်းဟုဖျားရှိခိုးပြီးနောက်ဆုံးထွက်လာသောမြစ်တာပူတန်သည်မတ်တော်ဤရင်ထဲသို့ထွန့်ဖောက်သွား၏မျက်ရည်ပေါက်တို့သည်တဖောက်ပြီးတဖောက်ပါပြင်မော်သို့ကျလာ၏သူ့စိတ်ထဲ၌အဖေနှင့်မေတို့ပို့နေသောမြစ်တာကိုတန်ရာများစွာဖြစ်မိ၏ အဖေမြတ်တာပို့တဲ့တပ်ပေတတာတဲ့မှာအမေဖို့ရောပါပါလီစားအမေမြတ်တာပို့တဲ့ဝင်းနေနီးနေတဲ့မှာရောအဖေမပါပါလီစားဂျာနေကျော်မမလီ